ပြိသက်တို့စဉ်းစားမှုကြတာကားတစီးပေါ်မှာထိုင်နေရင်းနဲ့ဒီရင်မောင်းနေရာမှာအလွတ်ကြီးဖြစ်နေမဲ့မြင်ကွင်းမျိုးကိုစဉ်းစားမှုကြတာနည်းနည်းတော့စက်သိန်းထစရာကောင်းတယ်ဆိုပေမဲ့နောက်နှစ်အနည်းငယ်ကြာလို့ရှိရင်ဒီယာရီကလူတွေနဲ့ရှင်ပါလာတော့မှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီเจ้าယာလေးကိုမစတင်ခင်မှာရှင်နီတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အတွက်ပြောချင်ပါတယ်ဒီအเจ้าယာလေးကိုရှင်နီက မိကုံးလေးတစ်ခုနဲ့စတင်ကြပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်လူတွေရဲ့ vision ပေါ့နော် human vision တွေကပိုကောင်းလာလား cameras vision တွေကပိုကောင်းလာလားဆိုရယ်မီဂိုလေးပဲဖြစ်ပါတယ်ဒီမီဂိုလေးရဲ့အဖြစ်ကိုရှင်နေကဒီဗီဒီယိုရဲ့အဆုံးသတ်မှာဖြည့်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆုံးထိကြည့်ပေးဖို့အတွက်တိုက်တော့ပါတယ် အဲ့တော့ AI နည်းပညာကအားကောင်းလာတဲ့အတူမောင်းသူမယင်းတွေကိုလည်းဈေးကွက်ထဲမှာစတင်ပြီးတော့မြင်တွေ့လာရကြပြီဖြစ်တယ်ပေါ့နော်။ဟုတ်ပြီဒါဆိုရင်ရှင်နေတို့ကမေးခွန်းထုတ်ရှားရှိပါတယ်။ AI နဲ့ဒီမောင်းသူမယင်းတွေကဘလို့တော့ပတ်သက်ဆက်နွယ်မှုတွေကရှိနေရလဲ။ဒီမေးခွန်းကိုဖြေဖို့တော့ဆိုလို့ရှိရင် AI နဲ့လှုပ်ဆောင်တဲ့သူလုပ်ငန်းရှင်တွေကိုတီးဖို့အတွက်လိုအပ်ပါတယ်။ AI က LRPD လို့ခေါ်တဲ့လုပ်ငန်းရှင်တွေကိုလှုပ်ဆောင်တယ်။ L learning သင်ယူမှုတွေလုပ်မယ် R reasoning အကျိုးအကြောင်းစီလျော်မှုတွေကိုစဉ်းစားမယ် P problem solving ဗာလဲဆိုရင်ဒီပြဿနာတွေကို ဖြေရှင်းမယ် D decision making ဆုံးဖြတ်ချက်တွေကိုချပေးမယ်အဲ့တော့ရှင်တို့စဉ်းစားကြည့်အောင်လူတစ်ယောက်ကကားမောင်းမယ်ဆိုရင်သူ့ရဲ့ဒီအာယုံ၅ပါးတွေကဘယ်အာယုံကြီးက၃ညအများဆုံးဖြစ်မလဲ။ အချားအာယုံနဲ့အမြင်အာယုံပဲဖြစ်ပါတယ်အဲ့တော့ဒီမောင်းတူမဲ့ရင်နေမှာဆိုလို့ရှိရင်လူတွေရဲ့အမြင်အာယုံအစား cameras vision စေကို အသုံးပြုထားမယ် ဒီနောက်ထပ်ဒီလူရရဲ့အတန်ပေါ့နော်အကြားဆွမ်းရည်အတန်အစားကို တခြားတော့ဒီ audio detect sensor တွေကို သူကအသုံးပြုထားတယ်။နောက်တစ်ခုကားတစ်စီးနဲ့တစ်စီးအကွာအဝေးကို သိနိုင်ဖို့အတွက် radar တွေကို အသုံးပြုထားသလိုပဝင်းကျင်က object တွေကို detect လုပ်နိုင်ဖို့အတွက်ဆိုလို့ရှိရင် lidar တွေကိုအသုံးပြုထားတယ်။ အဲ့ဒီကနေမှတစဉ် AI တွေကရတဲ့အချက်လက်တွေနဲ့ဒီ database ထဲမှာ train ထားတဲ့ data တွေကိုသူကအသုံးပြုပြီးတော့ဒီ control လုပ်မယ်ထိန်းချုပ်မယ်ပေါ့နော်ထိန်းချုပ်ဒါလုပ်ပြီးသွားတဲ့အခါကျတော့မှဒီ decision making လို့ခေါ်တဲ့ဆုံးဖြတ်ချက်ကိုသူချပြီးတော့မောင်းတူမဲ့ရင်စနစ်ကိုသူလှုပ်ဆောင်နေပေါ့နော် အဲ့တော့ရှင်းလင်းတို့ကပေါ့နော်အဆင့်ဆင့်ပေါ့နော်ဒီ step by step လောက်ဆောင်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအရင်ဦးဆုံးဒီ cameras တွေ radars တွေကနေပြီးတော့သူအချက်လက်တွေကိုယူမယ်ယူပြီးတော့တဲ့ခါကျလို့ရှိရင်ဒီ သူ့ရဲ့ပတ်ဝန်းကျင်ဒီ camera တွေကရရဲဒီအချက်လက်တွေနဲ့သူပတ်ဝန်းကျင်အတူတခုကိုသူ lighters နဲ့အတူတူသူဖန်တီးမယ်။အဲဒီ lighters ဒီတက်တာကနေမှတစင်ဒီ signs တွေပေါ့နော်ဒီ road တွေမှာဒါဆိုရင်လူလူဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးဒါလူတွေကိုဒီတက်လုပ်မယ်ပြီးတော့လို့ရှိရင်ဒီ signs တွေကိုပေါ့နော် signs တွေကိုဒီတက်လုပ်မယ်ဒီတက်လုပ်ပြီးသွားတဲ့အခါကျတော့မှ reasoning လို့ခေါ်တဲ့သူအကျိုးချောင်းစီလျော်မှုကိုသူစဉ်းစားမယ်စဉ်းစားပြီးတော့သူအဲဒီကနေမှတစင်သူအဲဘယ်ချိန်မှာဆိုရင်တော့ဘလောက် speed နဲ့ ူသွားရမယ်ဘလောက်အချိန်နှုန်းနဲ့သူသွားရမလဲဆိုတဲ့ဥစ္စာကိုသူဒီ decision making ကိုသူလုပ်မယ်ပေါ့နော်အဲ့တော့ဒီ mount to me ရင်းနီးပညာတွေမှာဆိုလို့ရှိရင်မတူညီတဲ့ company တွေကသူတို့ဘဟုပြုထားတဲ့နီးပညာတွေကလည်း မတူညီကြပါဘူးဥပမာ Tesla လိုမျိုးကုမ္ပဏီဆိုလို့ရှင်သူက Radars တွေကိုအသုံးမပြုပါဘူး Radars တွေကိုအသုံးမပြုဘဲနဲ့ Radars အစားကို သူက Tesla Vision လို့ခေါ်တဲ့ဒီနည်းပညာကို သူကအသုံးပြုထားတယ်အဲ့လိုမျိုးပဲတခြားသောကုမ္ပဏီတွေကဒီ Waymo တို့ဘာတို့ပေါ့နော်အဲ့ဒီလိုမျိုးကုမ္ပဏီတွေကလည်းတချို့တွေကကျတော့ Radars တွေကိုဗဟုပြုပြီးတော့ထုတ်လုပ်တဲ့ဒီမောင်းသူမဲရင် တွေလည်းရှိသလိုမျိုး တခြားသောကုမ္ပဏီတွေကလည်းသူတို့ရဲ့နည်းပညာအတီးတီးရှိကြတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုအစတုန်းကရှင်းနေနေခဲ့တဲ့ cameras visions တွေကကောင်းလား human visions ကကောင်းလားဆိုရယ်မိကုံကိုဖြေရမယ်ဆိုလို့ရှိရင် camera visions တွေကပို့ပြီးတော့ကောင်းတာကိုရှင်းနေတို့တွေ့ရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ဖုန်းတစ်လုံးနဲ့ cameras ကိုထောင်ကြည့်ရတဲ့ကိုယ့်ရဲ့ဒီမျက်လုံးနဲ့ပစ္စည်းတစ်ခုခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ့်မျက်လုံးနဲ့ကြည့်တဲ့နေရာဒီကိုကြည့်နေတဲ့နေရာဒီပဲကြည့်နေတာကိုတွေ့ပြီးတော့ဘေးနားက portrait လိုပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ဒီ camera visions တွေကပို့ပြီးတော့အားကောင်းနေတာတယ်ဆိုပေမဲ့ဒီကားမောင်းတဲ့ဒီလိုအရာမျိုးမှာတော့ပေါ့နော်။ဒီ camera visions တွေကပဲနေ ောက်ပိုင်းကြာလို့ရှိရင် camera vision စနဲ့လောက်ထားတဲ့ဒီ self driving cars တွေကပဲပို့ပြီးတော့လူသုံးများမလားဒါမှမဟုတ်ဘူးဆိုရင် camera vision စကသူတို့ကိုမယုံကြည်ရတဲ့အတွက်ကြောင့်မလို့ဒီ sensor တွေကနေပြီးတော့အမှားရင်းဖြစ်မှာကိုကြောက်တဲ့အတွက်ကြောင့်မလို့ဒီလူတွေကပဲဆက်ပြီးတော့မောင်းမလားဆိုတာကတော့နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာရှင်ရှင်တို့မျက်ဝါးထင်ထင်တွေ့ရအောင်မှာပဲဖြစ်ပါတယ် ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခါမေးခွန်းထုတ်စရာရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုရင်အခုနောက်ပိုင်းဆိုရင်ဒီ Google Map တို့ဘာတို့ကကောင်းပါတယ်ကောင်းတာတော့မှန်ပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင် Google Map တို့ဘာတို့ကလမ်းလျှောက်ပြီးတော့9မိနစ်6မိနစ်9မိနစ်9မိနစ်လောက်သွားရမယ့်အရာကိုတစ်ခါကြာရင်သူက တ်သွားဟိုင်းတာမျိုးတွေလည်းရှိပါတယ်အဲ့ခါကျရင်အချိန်ကြီးကပိုကုန်တယ်လူကပိုပြီးတော့ပင်ပန်းနေပေါ့နော်အဲ့လိုအရာမျိုးတွေကြာရင်ရောတကယ်လို့ဒီ root system ဒီသားအဆင့်မြင့်လာခဲ့မယ်ဆိုလို့ရှိရင်လူသားတွေအတွက်အရန်ကိုလွယ်ကူပြီးတော့အရန်ကိုအသုံးဝင်မဲ့ဒီနီးပညာတစ်ခုလို့ရှင်းနေမြင်ပါတယ်ဒီနေ့လေဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအလုံးမဲ့ကိုယ့်ရဲ့မြင်တဲ့အမြင်တွေကိုလည်း comments မှာရေးခဲ့လို့ရပါတယ်ရှင်းနေလေးဖတ်လို့ရတာပေါ့နော်အဲ့တော့နောက်ထပ် နောက် video တွေမှာပြန်တွေ့ကြပါမယ်ဒီ video လေးကိုကြိုက်တယ်ဆိုရင်အဆုံးထိကြည့်ဖြစ်တယ်ဆိုလို့ရှိရင် sharing လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်နောက်ထပ်နောက်ထပ် video တွေအများကြီးကိုရှင်ကြီး create လုပ်ပေးတော့ပါဦးမယ်ကျေးဇူးတင်ပါတယ် bye bye